ားလုံးပဲမင်္ဂလာပါရှင်စာဖတ်ခန်းကလေးရနေကြိုဆိုလိုက်ပါတယ်ကျမစာဖတ်သူနေဝေပါရှင်ဒီကနေ့တော့ညီညီဆန်ရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်ကလေးတွေကအနည်းဆုံးရန်သူဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်မဖြစ်နိုင်လို့ဒါတိတ်ဆိတ်နေကြတာပါအမှန်ကလူတိုင်းချမ်းသာလို့ကြတယ်လူတိုင်းအောင်မြင်လို့ကြတယ် လူတိုင်းကြီးကျယ်ခမ်းနားကြော်ကြားလိုကြတာကြီးပါပဲဒါပေမဲ့ဒီနေသားတွေကို ကပ္ပလူဦးရေနဲ့တာအချိုးချကြည့်ရင်လူအ ਨੇ စုပဲရောက်ရှိပိုင်ဆိုင်နေကြောင်းတိတိတတ်တာတွေ့ရပါလိမ့်မယ်ဒါဟာဘာကြောင့်လဲဒီလိုအောင်မြင်ဖို့ဒီလိုချမ်းသာဖို့ဒီလိုကြော်ကြားဖို့ကိုဒီလိုချမ်းသာဖို့အတွက်သူတို့ကဘာကြောင့်လုံနိုင်ပြီး ကျန်တဲ့လူတွေကဘာကြောင့်မလုံနိုင်ရတာလဲတေချာပါတယ်အဖြေကတော့အမျိုးမျိုးရှိနေမှာပဲတချို့ကလည်းချမ်းသာခြင်းနဲ့ကြိုးစားဖို့လို့ပြောလိုက်ရင်ငွေရင်းနှီးမရှိလို့တို့ဒီတက်ရွယ်ရောက်မှာတော့ဘာကစားလို့ရတော့မှာလဲတို့စီးပွားရေးလုပ်ဖို့ကထင်တယ်လို့မလွယ်ဘူးတို့ဒါပြန်ပြောကြပါတယ်တချို့ကြပြန်တော့ ညာရဲ့တခုခုကို တင်ကျင်တယ်။သင်ရမှာကြတော့ပြင်းတယ်။အဲ့ဒီတော့စင်ကြေးပေးကြပြန်တယ်။ပညာကတင်ကျင်တဲ့အတက်ကရလာတော့မှဉဏ်တွေက လိုက်မမီတော့ဘူး။ဇာဝနေရေးကို လုံးပန်းနေရတာနဲ့တဲ့။ကိုလှုပ်ချင်တာလေးတွေလှုပ်ဖို့အချိန်မရှိတော့ပါဘူးလေ။စသဖြင့်ပေါ့။ ြောချင်တာကလူတိုင်းမှာသူတို့နီးသူတို့ဟန်နေတော့အကြောင်းပြစရာတွေကအပုံကြီးဖြစ်နေကြတာပါပဲထားပါနောက်ဆုံးတော့ကိုပြခဲ့တဲ့ဒီအကြောင်းအရာတွေကပဲကိုဟာရောက်တဲ့အနေထားတစ်ခုကို အခုအရွယ်အသက်အရွယ်အထိ မရောက်သေးတာပေါ့အဲ့ဒီတဲမှာမှကျွန်တော်တို့ကိုကိုလိုချင်တဲ့အနေထားတစ်ခုထိမရောက်အောင်ဟန့်တားနေတဲ့ကိစ္စတစ်ခုက ရှိနေပြန်ပါတယ် အဲ့ဒါကိုကျွန်တော်ကအနည်းဆုံးရန်သူလို့သတ်မှတ်လိုက်တယ်။ဒါဆိုအနည်းဆုံးရန်သူကဘာဖြစ်မလဲ။တခြားမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ကုကုကိုအထင်သိမှုပါပဲ။ဒီလိုပြောတော့တချို့ကထင်ကောင်းထင်နိုင်ပါတယ်။ဒါဆိုအထင်မသေးပဲထင်ကြီးရမှာလားပေါ့။ဆိုလိုရင်းကဒီလိုမဟုတ်ပါဘူး။အထင်မသေးတာဟာအထင်ကြီးတာနဲ့တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ဒီသဘောကိုကြိုသိထားဖို့လိုပါတယ်တကယ်ကအခုထိကျွန်တော်တို့လိုချင်တဲ့ဘဝအနေဒါတစ်ခုကိုမရတာဟာကျွန်တော်တို့ရဲ့ကုကုကိုအထင်သေးနေမှုကစပါတယ်သူကမတိမတာနဲ့တိမ်မြုပ်နေတဲ့အနည်းဆုံးရန်သူပါသူကိုရှော့တွက်လို့မရဘူးဆိုကြပါစို့ကျွန်တော်တို့အနေနဲ့တစ်ခုခုကိုလှုပ်ဆောင်ဖို့အကြံပေါ်လာတိုင်း ငါအနေနဲ့လုံနိုင်ပါမလားဆိုတဲ့အတွေးတွေဝင်ဖူးပါသလားဒါမှမဟုတ်ကိုလုံးမဲအရာအတွက်မဖြစ်နိုင်ခြေတွေကို အရင်စဉ်းစားမိပြီးကြိုတင်လက်လျှော့ဖို့ကြုံဖူးပါသလားတေချာတာကတော့ကိုရဲ့လုံနိုင်စွမ်းကိုကိုကိုတိုင်းတတ်မှတ်ပိတ်ပင်လိုက်တာဟာကိုကိုကိုအထင်သေးလိုက်တာပါပဲ နောက်ပြီးဒီလိုကုကုကို အထင်သိမိခြင်းကတိတ်ကိုနုညံ့လွန်ပြီးတခါတလေမိမိကိုယ်ကိုယ်တောင်တရေမထားမိလိုက်ပါဘူးဆိုတော့ဘဝမှာတခုခုကိုလုံပြခြင်းနေသူတွေတက်မိမိကိုယ်ကိုအထင်မသိမိဖို့လိုပါတယ်ဒါဟာကုကုကို အထင်ကြီးခိုင်းတာလည်းမဟုတ်ပါဘူးယုံကြည်မှုထားခိုင်းတာပါဒီခံယူချက်ကလူတစ်ယောက်ကိုတွန်းအားအများကြီးပေးပါတယ် ဒါကြောင့်မတိလိုက်လို့ပဲဖြစ်ဖြစ်တည့်ရနေပဲဖြစ်ဖြစ်မိမိကိုယ်ကို အထင်မသေးလိုက်ပါနဲ့လူတိုင်းကသူနေသူဟန်နဲ့ထူးခြားနေကြတာကြီးပါပဲတယောက်လုံနိုင်တာကို နောက်တယောက်ကလိုက်လို့ပြဖို့မဖြစ်နိုင်ပေမဲ့ကို့မှလည်းသူနဲ့မတူတဲ့လုံနိုင်စွမ်းတွေရှိတယ်ဆိုတာကိုတော့သတိထားဖို့လိုပါတယ်ညီညီဆန်ရေးသားထားတဲ့ လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်ကလေးတွေကအနည်းဆုံးရန်သူဆိုတဲ့စာပိုက်ကလေးကိုဖက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။စာဖက်ခံကလေးကိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုနော်။